Hello guys အားလုံးပဲမင်္ဂလာပါအဲဒီနေ့ကြည့်ပေးမယ့်အကြောင်းအရာတော့ပေါ့နော် Your Love Story တင်းရဲ့အချစ်ဆံအကြောင်းလေးကိုကြည့်ပေးမယ်အဲဒါ collateral reason ဖြစ်တဲ့အကြောင်းမလို့ဖိုင်းကြီးတွေရွေးကြတော့မလို့ဘောနော်အဲတော့နားထောင်ကြည့်ပေးပါတကယ်၍ energy မကိုက်ဘူးဆိုလို့ရှိရင်လည်း entertainment အနေနဲ့နားထောင်ပေးပါမယ်နော်အဲတော့ സാധിച്ചിരുന്നു കൂക്കോളത്തിൽ മാറി വീട്ടുള്ള ലവ് സ്റ്റോറി പോകണം കുറച്ചു മാറിയിട്ടുള്ള ലവ് സ്റ്റോറി കുറച്ചു മാറിയിട്ടുള്ള ലവ് സ്റ്റോറി တင်ရတဲ့ဆောင်တွေရောက်နေချီးမှာပေါ့နော်ရှင်ဖြစ်ထားတာဒါမှမဟုတ်စိတ်ဆိုးထားတာအလို့ရရှိမယ်နဲ့တွေ့နော်အင်းအင်းတင်လို့စီမှာ သသားမိမိလေးရှိကြလဲဖြစ်နိုင်လဲပြီးတော့တင်းစီမှာလဲ ကကိုကြီးချီဆံပြေတဲ့သူကြီးတောင်းမတမချောင်းမချန်နေရတဲ့သူကြီးပေါ့နော်အဲ့လိုဖြစ်နေမယ်မိန်းကလေးဘက်ကပေါ့နော်ညာတော်အဖြစ်ပြီးရင်ရှင်ကအဆင်ပြေခဲ့ရလား ။တနွေချီရနေ။အရင်ကတော့အဆင်ပြေခဲ့ပြီးတော့ဗောနော်နောက်ပိုင်းမှာနည်းနည်းတောင်းတရာ attachment တွေများလာတယ် Twitter မှုတွေများလာပြီးတော့နှစ်တောက်ဆစ်ဖြစ်ပြီးတော့ပူလောင်လာရတယ်ဗောနော်။ဘာကြောင့်မို့လို့လဲ။ဘာကြောင့်မို့လို့တောက်ဆစ်ဖြစ်လာတာလဲ။ ဆုံးတယောက်ကြောင့်လားတင်းတို့ကြားထဲမှာတပ်ပါတီတဆုံးတယောက်ရှိနေလို့တင်းတို့ရဲ့ဆက်ဆံရေးကအေဂျင့်နေတဲ့နေရာနေပေါ့နော်အင်းရန်ဖြစ်ချရဲရန်ဖြစ်ချပြီးတော့တော့ဆစ်ဖြစ်တဲ့ဘက်ကိုပြောင်းလဲသွားတယ်ပေါ့နော်တော့ဆစ်ဖြစ်တဲ့ဘက်ကိုပြောင်းလဲသွားပြီးတော့အင်း အဲ့ဒီတစုံတယောက်ကြောင့်ပေါ့နော်တင်းတို့နှစ်ဦးရင်းကတယောက်ယောက်ကသူတို့ဒီဆက်ဆံရေးရနေပြီးရောမှာอืมစိတ်မပါသလိုမျိုးရှောင်ဖဲရှောင်ဖဲလုပ်နေရယ်ပေါ့နော်တယောက်ကလိုက်ပြီး chase လုပ်နေရတယ်ပေါ့နော်နောက်ကနေပြီးတော့လိုက်ပြီး chase လုပ်နေရတယ်ပြီးတော့တင်းရဲ့ရှစ်သူပတနာอืมသူကငွေကြီးတွေမှာလဲ သုံးနေဖြုံးနေရယ်အဲ့လိုပေါ့နော်အပြောပါးကြီးလောင်းကစားကြီးလုံးနေတယ်ပြီးတော့တင်းတို့ရဲ့မိဘဆွေမျိုးတိုင်းဝိုင်းနေရှိမယ်တင်းရဲ့အဖေတော်၎င်း ူရဲ့အဖေတော်၎င်းတင်းတို့ဆက်ဆံယူအားမရအောင်စိတ်ဆိုးနေရပါတော့ဒီတော့အမ်အမေမိဘရေလည်းတူတူပဲပေါ့နော်မိဘရေကဒီကိစ္စမှာတင်းတို့ရဲ့အိမ်တော်ရေးတော်၎င်းအမ်ဆက်ဆံရေးတော်၎င်းအဆင်မပြေတဲ့တခြားမလို့သူတို့ကစိတ်ရှုပ်နေရတယ်စိတ်ညစ်နေရတယ်ပေါ့နော် အဲ့ဒါမျိုးသူတို့ကပါတင်ပတ်ကနေပြီးတော့စိတ်ရှုံနေတယ်စိတ်ဆိုးနေတယ်ပေါ့နော်အဲ့ဒီအတွက်စိတ်မကောင်းဖြစ်နေကြတယ်ဒါမျိုးလေးကိုမြင်တယ် What if your love might show me the truth? Where's the love lies on the color tape? ဒါမဲ့တစ်ချိန်ကျရင်တော့အဆင်ပြေလာနိုင်မယ်ချိန်ကျရင်တော့အဆင်ပြေလာမှာလေးကိုတွေ့ရင်음ဘလို့အဆင်ပြေလာမှာလဲဆိုတော့အဲ့လိုပဲပေါ့နော်ကိုမိဘတော်၎င်းမောင်နှမတော်၎င်းအဲရာဇဝင်တရားရောက်ကနေပြီးတော့မှဂျားရရနေပြီးတော့ဘောနော်လူမိုင်းလုတ်ပေးတာဘောနော် တင်းရဲ့ရီစာကိုဒါမှမဟုတ်တင်းအမျိုးသားအမျိုးသမီးကိုတော်လကောင်းလောဆယ်မှာတော့တင်းကညာနာချင်နေရမျိုးကိုတွေ့ရတယ်နော်ရှမ်းရှမ်းကိုနာချင်နေရမျိုးလေးတွေ့ရတယ်ချမ်းတော့ဆော့ဆိုရမယ်တော်တော်နာချင်နေရမျိုးနာချင်နေဆိုတာခံစားနေရတာပေါ့ပြောနော်ညာခံစားနေရတာပြောတယ် နဲ့နေဟိုပါဘောနော်အခုတင်းချီနဲ့ပတ်သက်ပြီးတော့အနေနဲ့တက်ကြအပြောင်းလေးလေးပေါ့နော်အပြောင်းလေးလေးလှဲ့ခွက်လေးအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါလေးရှိရဲအဲ့ဒါလေးလေးကိုပြစ်ထားတယ်ပေါ့နော်အဲ့လိုမျိုးမာယာလိုအရာမျိုးလေးပေါ့နော်အဲ့ဒီကိုပြစ်ထားရမယ် ပြန်တော့အဆင်ပြေနိုင်တယ်နော်ပြန်အဆင်ပြေနိုင်တယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့อืมအဲ့ဒီတရားရပါတော့တရားအကိုတော်၎င်းမောင်တော်၎င်းတငယ်ချင်းတော်၎င်းသူကနေပြီးကိုယ့်ဘက်ကနေရန်တွေ့ပြီးတာမျိုးအဲ့လိုမျိုး fight လုပ်ပြရပါတော့ fight လုပ်ပြရမျိုးလုပ်တဲ့ချိန်မှာပြန်ပြီးတော့မှအဆင်ပြေနိုင်တာလေးတွေ့ရတယ် လောဆယ်မှာတင်ရအဲ့ဒီလောဆယ်မှာတင်ရအဲ့ဒီအပြောင်းလဲများရဲ့ဆက်ဆက်အေးကြောင်းမလို့ပေါ့နော်တင်ရရောင်းနာကျင်ခံစားနေရတယ်ပြောတချို့တချို့တော့ရေဆက်တွေပေါ့နော်သူနဲ့တချို့တော့ရေဆက်တွေอ่ะอืมပြီးဆုံးတော့မယ်ပေါ့နော်ပြီးဆုံးတော့မယ်ပုံဆုံးတော့မယ် ဒါမှမဟုတ်လို့ရှင်ခံစားနေရတဲ့အရာရာပြီးဆုံးတော့မယ်လို့ပြရတယ်ပေါ့နော်သင်ခံစားနေရတဲ့အရာရာပြီးဆုံးတော့မယ်နောက်ပိုင်းမှာသင်ကအစကရအစင်ပြေအစင်ပြေလာနိုင်မယ်ပေါ့နော်စကရအစင်ပြေလာနိုင်မယ်ဆိုတော့အကယ်၍များသူနဲ့တင်တဲ့ဇလန်ပြတ်သွားခဲ့တယ်ဆိုလို့ရှင်ပေါ့နော်အခုလက်ရှိသင်ရ relationship ရှိမယ် marriage ရှိမယ်ဆိုလို့ရှင်အဲ့ဒီအနေပြီးတော့မှာ ဇလန်းဖြစ်သွားခဲ့လို့ရှိရင်တင်အေးချမ်းသွားတာမျိုးလားမသိဘူးเนาะတင်အေးချမ်းသွားတာမျိုးပုံစံမျိုးတွေ့တယ်။음ဒါမှမဟုတ်လို့ရှိရင်တင်အေးချမ်းသွားတာမျိုးမဟုတ်လို့ရှိရင်ဘယ်လိုလဲဆိုတော့ဒီကဲပြန်အဆင်ပြေသွားခဲ့ရင်ပေါ့เนาะပြန်အဆင်ပြေသွားခဲ့ရင်တင်ကအေးချမ်းသွားနိုင်မယ်ဒါမှမဟုတ်လို့ရှိရင်ပြတ်မယ်ဆိုလဲအပီးတိုင်းပေါ့เนาะ ပြက်မယ်ဆိုတော့အပီးတိုင်းပြက်သွားခဲ့လို့ရှိရင်တင်အေးချမ်းသွားလိမ့်မယ်။နီလာကတော့နှမျိုးဖြစ်နိုင်တယ်ပေါ့နော်။နီလာကတော့နှမျိုးဖြစ်နိုင်တယ်။တင်တို့ပြန်အဆင်ပြေသွားတာပဲ။ဒါပြန်အဆင်ပြေသွားတယ်ဒါမှမဟုတ်လို့ရှိရင်ပြက်မယ်ဆိုလို့ရှိရင်လည်းလုံအောင်ပြက်သွားခဲ့ရမျိုးပေါ့နော်လုံအောင်ပြက်သွားခဲ့ရမျိုးအဲ့နှစ်ခုတည်းတစ်ခုပြက်ပြက်သားသားပေါ့နော်အခုလိုမျိုးမဟုတ်ဘဲနဲ့ပြက်ပြက်သားသား ဖြစ်ခဲ့မယ်တခုခုပြည့်ရတဲ့သားဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့တင်းရအေးချမ်းသွားလိမ့်မယ်နော်တင်းရအေးချမ်းသွားလိမ့်မယ်အဲငွေကြီးလေးတွေလည်းဆင်ပြေလာလိမ့်မယ်ငွေကြီးလေးတွေဝင်လာတာမျိုးလေးတွေတွေ့မယ်နော်ဟုတ်တယ်တင်းအဆင်ပြေသွားလိမ့်မယ်တင်းအေးချမ်းသွားလိမ့်မယ်နောက်ထပ်ရောဒါရိုက်ဆက်ဖြစ်ဖို့ရှိသေးတယ် What is your love story? Artist to Love Story. Paris Sophie Donnet. တင်ကတနေရာကိုသွားခဲ့တာမျိုးတွေ့ရယ်နေရာတစ်ခုကိုပြောင်းရွှေ့သွားခဲ့တာမျိုး creative ဖြစ်တဲ့အလုပ်မျိုးလုပ်တာမျိုးပဲဖြစ်ဖြစ်อืมဒါမှမဟုတ်ရှင် creative ဖြစ်တဲ့လူတရားနဲ့တွေ့ဆုံတာမျိုးပဲဖြစ်ဖြစ် ကဲပြန်အဆင်ပြေသွားခဲ့တဲ့သူဆိုလို့ရှိရင်တော့အဲတင်ရအဲ့လိုမျိုးပေါ့နော်ဒီအေးချမ်းသွားခဲ့မယ်ပေါ့နော်ပြန်များအဆင်မပြေသွားဘဲနဲ့ဇလန်းပြတ်သွားခဲ့တဲ့လူပေါ့နော်ဇလန်းပြတ်သွားခဲ့တဲ့သူတွေဆိုလို့ရှိရင်တော့ဇလန်းပြတ်သွားခဲ့တဲ့သူတွေဆိုလို့ရှိရင်တော့ နောက်ထပ်လူအစ်စ်တယောက်နဲ့ထပ်တွေ့နေမယ်နော်အေးစစီဖြစ်တဲ့လူတယောက်ပေါ့အမ်သူကအာနာရှိရတဲ့ပုံစံမျိုးရှာလူရှိရတဲ့ပုံစံမျိုးသူ့ပဲမဲ့သူကအေးစစီပေါ့ပေါ့ပါပါလီနေတတ်တဲ့လူနဲ့တွေ့မယ်ပြီးတော့ရင်တင်ကသူ့ကိုအင်း ကောင်းကောင်းလေးထိန်းချုပ်နိုင်နိုင်မယ်ချုပ်ကြိုင်နိုင်နိုင်မယ်တင်းမှာလေအေဂျင့်မှုလေးဖျားတရားလောက်တာလေးနဲ့အေဂျင့်မှုလေးတွေ့ရတယ်နော်အဲ့ဒီဟုတ်တယ်အဲ့ဒီမပြီးပြတ်သေးတဲ့ဆက်ဆံရေးရနေပြီးတော့မှတင်းချက်ချခဲ့လိုက်မယ်ဆိုလို့ရှိရင်အောင်မြင်မှုရမယ်ဆိုအောင်ပြောရင်အေဂျင့်မှုလေးအဲတင်ရမယ် ကဲ၍အဆင်ပြေသွားခဲ့တဲ့သူတွေကတော့အဆင်ပြေရနဲ့ပဲဖြစ်မယ်နော်ဆက်သွားမယ်အဆင်ပြေသွားတဲ့လူတွေကတော့အဆင်ပြေရနဲ့ပဲဆက်သွားမယ်အဆင်မပြေသွားတဲ့လူတွေကတော့အဲနောက်ထပ်အသက်တွေလာဖို့ရှိတယ်အသက်တွေလာဖို့ရှိပြီးတော့ဒီအသက်တွေလာဖို့ရှိပြီးတော့အဆင်ပြေအဲ့အသက်နဲ့ပေါ့နော်နောက်အသက်နဲ့အဆင်ပြေနိုင်မယ်ဟုတ်တယ်အဲပြန်ပြီးတော့မှဘယ်လိုပြောမလဲ အသက်တဖန်ပြန်မွေးဖွားမယ်ပေါ့နော်တက်တဖန်ပြန်မွေးဖွားမယ်ဆိုတာဒီနောက်ထပ် new love story တခုဖြစ်သွားမှာပေါ့နော်နောက်ထပ်အချစ်ဆန္ဒနောက်ထပ်အသက်တခုဖြစ်နိုင်မယ်နော်အဲ့တော့ဒီနေ့ရဲ့ quality reading လေးကတော့ဒါမြင်တော့ပေါ့နော်ကြည့်ပြီးထားတာပါ energy ကြိုက်မယ်လို့လည်းမျှော်လင့်ပါတယ်။ကြည်ရဲ့ energy မကြိုက်ခဲ့ဘူးဆိုလို့ရှင်ね။ entertainment တစ်ခုအနေနဲ့နောက်ထောင်ပေးပါ။ ကျေးဇူးတင်ပါတယ်။